ကိုကျော်အသက်ကလေးနည်းနည်းရလာတယ်မြ။ဖယားတရားအလုပ်ကိုနည်းနည်းလေးစိတ်ဝင်စားလာတယ်။အချိန်ရရင်ရတယ်လို့တရားနာတတ်လာတယ်။အားတဲ့အခါတိုင်းလေတရားစာအုပ်တွေကိုဖတ်လေဖတ်ထိုင်ဖြစ်လာတယ်။တရားသဘောကိုအတော်ကလေးတီးမိခေါမိရှိလာတဲ့အခါညစဉ်နိုင်ဝက်လောက်တရားအားထုတ်တယ်။ကိုကျော်ကအိမ်အောင်ရှင်းဆိုတော့အချိန်လူ၍မိသားစုစောင့်ဝေးနေရေးအတွက်အလုပ်လုပ်ရသေးတယ်။တနေ့တွင်ကိုကျော်ရဲ့မိမဖြစ်သူတို့အကြီးအကျယ်စကားများပြီးအိမ်မော်ကအဝတ်တထည်ကိုတစ်ခုဖြင့်ဆင်းလာခဲ့တယ်။သားသမီးတွေကလည်းပညာဆောင်တဲ့အရွယ်ဆိုတော့ ော့သူ့အတွက်အရာရာနောက်ဆန်တင်းနေစရာမလိုတော့ဘူးပေါ့ပထမတော့အမေနဲ့အတူနေမယ်လို့စိတ်ကူးပေမဲ့အမေကိုဒုက္ခပေးမိမှဆိုရင်ဖုန်းကြီးဝတ်ရန်ဆုံးဖြတ်လိုက်လေတယ်ကိုကျော်တို့မောင်နှမများသည်အမေအားအလွန်ချစ်ခင်ကြသည့်တားလိမ်မာလေးများဖြစ်တယ်ကိုကျော်ကဘလောက်ပဲအလုံများများအမေအိမ်တော့တစ်နေ့တစ်ခေါက်ရောက်စမြဲအမေလိုအပ်တာအကုန်လုပ်ပေးတတ်တဲ့တားတယောက်ပဲဖြစ်တယ်ခင်မောင်ကောင်ဖြစ်ချင်မှဖြစ်မယ်ဆိုပေမဲ့မုံဆိုးမအမေအတွက်တော့တားကောင်းဖြစ်တာတော့သိကြတယ်ဒါကြောင့်အမေကိုခွင့်တောင်းက အတိတယောက်လမ်းညွန်မှုဖြင့်မွန်ပြည်နယ်ထဲမှာရှိတဲ့တောင်တရောင်ကိုသွားရောက်ခဲ့တယ်။တောင်ပေါ်တွင်ဖျားတဆူတဲ့ရှိကသဘာဝပတ်ဝန်းကျင်ကလည်းအလွန်အသာရသဖြင့်ကိုကျော်သဘောကျသွားတယ်။ ចောင်းနေဆရာတော်ကလည်းဟော်ရွေစွာလက်ခံပြီးចောင်းမှနေတော့ဘုန်းကြီးများနဲ့မိတ်ဆက်ပေးတယ်ကိုတော်ကအခုမှဆက်ဝတ်တာဆိုတော့အခက်ခဲရှိရင်ပြောပါဒီတောင်မှအဆောင်အရှောက်တွေတော့နည်းနည်းရှိတယ်ဒါပေမဲ့တရားသမားတွေအတွက်တော့ကိစ္စမရှိပါဘူးចောင်းကကိုတော်များစကားကြောင့်ဥပဇင်းလည်းနည်းနည်းတော့လန့်သွားပေမဲ့တပည့်တော်ကမကြောက်တတ်ပါဘူးဖေ။သာသနာအာဇာနည်တွေအကုန်လုံးကြောက်တာလည်းမတွေ့ဘူးပါဘူးဖေ။ဥပဇင်းစကားကြောင့်ရှိသမျှကိုတော်များကအတိတ်ပဲပါပါပြုံးသွားကြတာကြောင့်စိတ်ထဲမှာတခုခုတော့တခုခုပဲလို့ထင်မိလိုက်တယ်။ဘာပဲဖြစ်ဖြစ်လာမယ်ပဲပြေးတွေ့ရ မယ်လို့စိတ်ကူးကတောင်ပေါ်တက်လာသူများအားလုံးကိုစူးစမ်းအောင်မဲ့စိတ်ကူးထားတယ်။ဒါပေမဲ့တောင်ကနည်းနည်းမြင့်၍တော်ယုံလူများတောင်ပေါ်သို့တိတ်မရောက်ကြပေ။စွန်ကုန်းကိစ္စကိုလည်းတောင်ချီနားကရွာတွင်စွန့်ငံကြရင်ကျောင်းနိုင်ဘုံကြီးကညွန်ပြထား၍အစဉ်ပြေတယ်။တောင်ပေါ်ဆိုတော့အတန်ဆူညံမှုလည်းမရှိပေ။ကျင်းငယ်သားတကအတန်များကလွဲ၍ပကတိတိတ်ဆိတ်လာတယ်။ရောက်ခါစားဆိုတော့ကာလန်ဒေတန်ကိုကြည့်နေရသဖြင့်နေရာတကာမဆက်စုရဲပေ။ကျောင်းနိုင်ဆရာတော်ကလည်းသဘောကောင်း၍အစဉ်ပြေလောက်သည်ဟုထင်မိတယ်။ဥပစင်းစိတ်ထဲပျော် ရင်တသက်လုံးဝတ်မယ်ဟုခံယူထားသည်ဝက်ခါစားဆိုတော့အသားကမကြသေးပေညာဘက်တွင်တော့ထူးဆန်းသောအတံပလံများကိုကြားရပေမယ့်ဥပစင်းများကကြောက်သည့်စိတ်မရှိပေဒီတောင်ပေါ်မှာသူတစ်ပါးတည်းနေသည်မဟုတ်ဖုံးကြီးအများပြားဆိုတဲ့စိတ်ကိုတွေးကကိုတရားကိုလုံနေလိုက်တယ်ခဲနဲ့ပြက်တဲ့လမ်းလျှောက်တဲ့နှင့်ရိုးရိုးရိတ်တိတ်ကတော့စာမဖွဲ့လောက်ပေ ဦးစင်းကလက်တွေ့သမားဖြစ်တယ်။စိတ်ထဲမှာလည်းတောင်မော်ကကိုတော်ဒီပြောတာဒီအတန်နေ၆တာဖြစ်မယ်မထင်ဘူးလို့တွေးမိလိုက်တယ်။ဒီကကိုတော်ဒီများကြောက်တဲ့ရန်ကောအတန်ပလန်လေးကြားတာများဘာဖြစ်တာမှတ်လို့အကြီးအကျယ်၆လန့်ကြနေတာပဲ။အတော်ကြီးစရာကောင်းတဲ့ကိုတော်ဒီဟုတဘာတဲ့တွေးကပြုံးမိသွားတယ်။ဦးစင်းကတရေမြင်သူမဟုတ်ပေမဲ့ဒါလောက်တော့ကြောက်မယ်မထင်။တနေ့ညနေဆောင်အချိန်ဦးစင်းတဘာတဲ့ဖျားပေါ်တွင်တရားထိုင်နေ၍တရားထိုင်ပြီး၍ထမီပြုတ်လိုက်စင်မှာအရှင်ဖျားအဖူးခံတော်မူပါဖျား။ လူသုံးက ဥပစင်းအားလာကြောကြတယ်ထိုသူသုံးကိုကြည့်လိုက်ရအနှဲငယ်ထူးဆန်းနေသည်လို့ထင်မိလိုက်တယ်သူတို့ရဲ့အဝတ်အစားတွေကမျက်မှောက်ခင်းနဲ့ဆန့်ကျင်ပြီးရှေ့ဆန်သောအဝတ်အစားများကိုဝတ်ဆင်ထားတာကိုတွေ့ရတယ်ဥပစင်းကတွေးမိရတာကတော့ဘရင်ခက်ကနန်းဝင်နန်းစားများနဲ့ခက်ဆင်စင်တူတယ်လို့ထင်တယ်ဥပစင်းကဖျားရင်မြင်ပေါ်တွင်ပြန်ထိုင်လိုက်သည့်အခါထိုလူသုံးယောက်ကရင်ပြင်ဤအောက်တဆက်နေသောနေရာတွင် ထိုင်ချလိုက်တယ်ဥပစင်းကအာနာသွား၍စကားဆိုလိုက်တယ်ဒကာကြီးတို့ရင်မြင်ပေါ်မှာထိုင်လို့ရပါတယ်ဥပစင်းကအခုမှဘုံကြီးဆဝတ်တာပဲ ်ရှိပါသေးတယ်။ဝါရီဝါရီမရှိသေးပါဘူး။ဒီကကြောင်းနိုင်စရာတော့ကလည်းအပြင်ကြွသွားပါတယ်။အကျွန်ုပ်တို့ကဒီနေရာကပဲကြောပြရစီ အရှင်ဖျားစီကိုလာတာပါ။ဝါကြီးတာငယ်တာအရေးမကြီးပါဘူး။အကျွန်ုပ်တို့ထဲတော့မြတ်ပါတယ်ဖျား။သူတို့စကားများသည်လဲရှေ့ဆန်သည့်စကားများနဲ့တူနေကြပြန်တယ်။ဥပစင်စိတ်ထဲဒီနာအနီးတဝိုက်ကဒီလိုရှေ့ဆန်တဲ့ရွာများရှိသလားထင်မိပြီ။ပြီးတော့သူတွင်အတိမိတ်ဆွေမရှိသေး။ဒီနေရာတို့အခုမှရောက်ဘူးတာဆိုတော့လူမားပြီးလာတွေ့တာလို့လဲထင်မိလိုက်တယ်။ဥပစင်လဲဘာမှပြန်မပြောတော့ပဲထိုသုံးယောက်လုံးကတော့တာကိုလက်ခံ၍စုများပေးလိုက်တယ်။ထိုလူစိမ့်သုံးယောက်ကဥပစင်အားကတော့ပြီးပြန်မောလိုက်တဲ့အချိန်မှာတော့အလုံးမယုံနိုင် င်ပွဲမြင်ကွင်းကိုတွေ့လိုက်ရတယ်ထိုသုံးဦးရဲ့မျက်နှာတွင်ပြင်းနေဟာကြီးသွားလိုက်ရှည်သွားလိုက်ပူသွားလိုက်ဝိုင်းသွားလိုက် တေးသွားလိုက်ခြုံသွားလိုက်စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့်နေရာများကိုအစမ်းတကြဲတွေ့လိုက်ရတယ်။ဥပစင်ကြောင်ရွေ့သွားတယ်။ညနေဆောင်နေဝင်ယူတော်အချိန်မှာသူ့မျက်လုံးတွေမြန်ဝါးသလားထင်၍မျက်လုံးကိုလက်ကသင်ကန်းစားနှင့်ပုတ်လိုက်၍ပြန်ကြည့်လိုက်တယ်။ဒို့ပေမဲ့ပုံစံတွေကအမျိုးမျိုးအဖုံဖုံပြောင်းလဲနေတာကိုမယက်မနာတွေ့လိုက်ရ၍ 3D ရုပ်ရှင်ကကြည့်နေရသလိုဖြစ်နေတဲ့အခါရင်ထဲတွင်ဟာလာဟင်းလင်းကြီးဖြစ်ခါခေါင်းပင်ချာချာလဲမူးသလိုလိုဖြစ်သွားတယ်။ဘာမှန်းတော့မသိ။ကြက်သိမ်းများမထစဘူးထရွေသွားကထိုင်ရမလို့ထရရမလို့ဖြစ် ြစ်နေတော့ထိုသူ၃ယောက်ကမူလပုံစံပြန်ဖြစ်သွားတယ်။အရှင်ဖျားတပည့်တော်တို့တောင်းပေါ်ကိုလည်းတရားအားထုတ်ဖို့ကြွရောက်ခဲ့ပါအောင်။ဓာတ်ထက်ပူပြီးအေးချမ်းပါတယ်။တပည့်တော်တို့ကိုသွားခွင့်ပြုပါအောင်ဖျား။ထို၃ယောက်ကဥပစင်အားရှောက်ထားကနောက်ပြန်လက်အုပ်ချီပြီးပြန်သွားတယ်။မျက်လုံးအောက်တွင်ပျောက်ွယ်သွားတယ်။ဒီအခါမှာဥပစင်ကလည်းဒီလူတွေဟာလူတွေမဖြစ်နိုင်ဘူးလို့တွေးကနှစ်ဖူးတွေဒူးတွေမြင်လိုက်ရသည့်မိမိအဖြစ်အားမယုံနိုင်လောက်အောင်ဖြစ်သွားတယ်။ဥပစင်ဖျားယင်ပြင်ပေါ်မှပြတ်မကြွသေးပဲသူ့အားလာဖူးသည့်ထူးဆန်းတဲ့လူများအကြောင်းကိုတွေးနေမိတယ်။အဲ့ဒီအချိန်မှာပဲကျောင်းနယ်ဖ ုံးကြီးကအပြင်ကပြန်ကြွလာပြီးဥပစင်အမိန်လိုက်တယ်။ငါကိုတော်ကထူးတဲ့ကိုတော်ပဲဟိရောက်တာမှမကြသေးဘူး။တောင်စောင်းနဲ့တွေကလာကြော့သွားတယ်ဆိုတော့တော်ယုံတော့မဟုတ်ပေဘူးပဲ။ကျောင်းနိုင်ဖုံးကြီးစကားကြောင့်လဲဥပစင်အလွန်အံ့ဩသွားတယ်။အရှင်ဖေဟာဘလို့လို့တိတာလဲဖေဟာ။သူတို့ကိုမကြခဏတွေ့ရလို့ပါကိုတော်။ကိုတော်ကို၃ယောက်လာဖူးတာမဟုတ်လား။ကြုံမြင်လိုက်ရတယ်လေ။အဲ့ဒါကဒီတောင်ပေါ်မှာရှိတဲ့တောင်စောင်းနဲ့တွေပါပဲ။သူတို့ကတော်ယုံဖုံးကြီးတွေကိုလာတွေ့ခဲ့တယ်။ ကိုတော်ကံကောင်းလို့တွေးရတယ်မှတ်ပါဥပစင်တွေးမိဒီကကြောင်းနိုင်စရာတော့လဲတာမန်တော့မဟုတ်တော့ဘူးဟုထင်မိတယ်ဥပစင်ထိုးဖြစ်ပြဖြစ်ပြီးတဲ့နောက်မှာတောင်စောက်၃ယောက်ပြောသည့်တောင်သူကြွကျင်စိမ်များတဖွားဖွားပေါ်လာတယ်ထိုးတောင်သူကြွရန်ဆုံးဖြတ်လိုက်တယ်ဥပစင်လည်းတောင်စောက်၃ယောက်ပြောသွားတဲ့တောင်ကိုဆက်၍ကြွကျင်သည်ဖြင့်ကြောင်းနိုင်စရာတော့အာခွင်တောင်း၍ဆက်လက်ကြွခဲ့တယ်ထိုးတောင်ဟာမွန်ပြည်နယ်အတွင်းမှာပဲရှိတယ်ခရီးကမဝေးလာပြီတောင်ဤပဝင်းကျင်တွင်ရေတံခွန်များရှိရာပထမတောင်များထဲပိုး၍တာယံလှပတဲ့ရှုခင်းများကစိမ့်စုပ်၍စိတ်ကိုလန်းဆန်း န်းစေတယ်။တောင်အောက်ကလူများပြောသောစကားများကိုလည်းပြန်၍ကြားယောင်နေမိတယ်။ဥပစင်းကဒီတောင်မှနေဖို့လာတာလား။ဒီတောင်ပေါ်ကကျောင်းနိုင်ကအရန်အပေါက်ဆိုးတာတော်ရုံဖုံးကြီးတွေတောင်မနေနိုင်ဘူး။ကျောင်းနိုင်ဖုံးကြီးကြောင့်မဟုတ်ပေမဲ့လည်းဒီတောင်ပေါ်မှာစင်းပြေးသွားတဲ့ဖုံးကြီးတွေကအများသားဖြစ်တာကြောင့်အသေးချာမသိပဲဖုံးကြီးမမြဲတာတော့သိကြတယ်ခင်ဗျာ။ဘဲတို့ဆိုစီကမူဥပစင်းကတော့လိလစူးစမ်းခြင်းစိတ်ကများနေတာရဲ့။ တောင်ဆောင်နယ်များကဘာလို့ဒီတောင်ကိုလှည့်ရပါလဲလို့သိကျင်နေမိတယ်။ဥပစင်းတောင်ပေါ်ကိုရောက်တော့တဘာဝပတ်ဝန်းကျင်အလှအပကိုကြည့်ရှုကအတော်တာယာတိတောင်မှုမှတ်ချက်ချလိုက်တယ်။ကျောင်းနိုင်ဘုံကြီးကလည်းတိတ်မဆိုးလာပါ။ဥပစင်းအားကြီးကြီးပြူပြူလက်ခံ၍နေရထိုင်ခင်းပေးရန်အနားတွင်ရှိသောရက်သေးတဘာအားမိန့်လိုက်တယ်။ကဲကိုတော့ဒီရက်သေးနဲ့လိုက်သွားပါ။ကိုတော့နေရမယ့်အဆောင်ကိုလိုက်ပို့လိုက်ပါလိမ့်မယ်။ဥပစင်းကရက်သေးနောက်ကိုလိုက်သွားပြီးတောင်ပေါ်အတွင်းအဆောင်ငယ်လေးရှိရာကိုတွေ့လိုက်ရတယ်။အဆောင်အလုံးတက်တက်ရရရှိရာနေခြင်းစပွဲဖြစ်ဥစင်း နေရသည့်အဆောင်သည်အနောက်ဘက်အောက်သို့အနှဲငယ်ဆင်းရသည်ဖြစ်ကား အုပ်လေကားများခင်းထားတယ်။ထိုအချိန်တွင်ဗရောက်ပန်းများပွင့်သောအချိန်ဖြစ်သည်ဖြင့်လေကားပေးတွင်ဗရောက်ပန်းပင်ကဗရောက်ပန်းများကျွေးကျနေသည်ဖြင့်ရုတ်တရက်ကြီးလိုက်ပါကပန်ခင်းတော်လန်းဖြစ်နေသည်။ဟာငါကိုတော်ကတဲ့ထူးပါလား။ကိုရီအတွက်ပန်ခင်းလန်းဖြစ်အောင်ဖန်တီးပေးထားတာထူးတယ်ဟေ။လိုက်ဖို့တော့ရသေးကအာရပါရပြောလိုက်၍ဥပစင်းစိတ်ထဲတော့တွေးလိုက်မိတယ်။ဒီရသေးလဲပန်းကသူ့ဘာသာသူကျွေးတာကိုများအစမ်းလုံနေပြန်ပြီလားလို့အချောက်တိုက်မြောက်နေပြန်ပြီ။မြောက်တာမဟုတ်ဘူးကိုတော်။တပည့်တော်ဒီတောင်ပေါ်မှာနေလာတာကြာပြီ။တခါမှဒီလိုပန်းနေကျွေးတာမမြင်ဘူး။ရ ယသိစကားကြောင့်ဥပစင်းနဲနဲတော်လန့်သွားတယ်ဒီယသိစိတ်ထဲကပြောတာကိုဘလို့လို့တိနေပါလဲလို့တွေးမိကတိုက်ဆိုင်တာပဲဟုထင်လိုက်မိတယ်ယသိကဥပစင်းအားနေရန်တိုက်ခန်းကလေးအားတကားဖွင့်၍တိုက်ခန်းတွင်းမှာရေချိုးခဲအိမ်သာပါတွဲလျက်ပါသည်ဖြင့်အစဉ်ပြေးလာတယ်ယသိကလိုအပ်သည်များဆောင်ရွက်ပေးကပြန်ကန်သည်စကားဆန်းများပြောတော့ပြန်တယ်ဥပစင်းအေးအေးလူလူတရားအထုတ်ပြီးတော့လိုတိုင်းရှိရင်တပည့်တော်ကိုပြောပါညာရင်းညတာအပြင်ကဘာသင်ကြားကြားထွက်မကြည့်နဲ့နော်ယသိစကားကြောင့်ဥပစင်းရင်နဲ့ခိုးလို့ခုလို့ဖြစ်၍သွားသည်စိတ်ထဲမှာလည်းမတင်မကြဖြစ် ်ခါတွေးနေမိတယ်။ဒီရက်သစ်ကတော့၆သွားပြန်ပြီ။ရောက်သည့်ရက်မှာတော့မထူးကြ။နောက်ရက်များတွင်တကားလာခောက်တယ်။ထား၍ဖွင့်ကြည့်တဲ့အခါမှာဘာမှမတွေ့။လူရိပ်လူရောင်မရှိပဲဥပစင်းလဲလူသန်သူသန်မကြားရ၍ထမဖွင့်တော့ပြီ။နောက်ရက်တွင်တကားလာခောက်တယ်ကြားရတယ်။ကြားတဲ့အခါတကားဖွင့်လိုက်ရာရက်သစ်အားတကားဝါတွင် တွေ့လိုက်ရတယ်။ရက်သစ်ကနောက်လှည့်၍လက်ကပြတယ်။သွားကြသွားကြလာမရှုပ်ကြနဲ့။ဥပစင်းကတော့ရက်သစ်နောက်တွင်ဘာမှမမြင်ရပဲ။သို့တော့လမ်းလျှောက်လာသည့်ခြေတံများအတိုင်းသားကြားနေရသည်မှာထူးဆန်းနေသည်။ကိုတော့ညဘက်အိပ်ရရဲ့လား။နောက်တော့လဲတိလာမ ှာပါယတိကဒီမှာဘာတွေဖြစ်နေလဲဆိုတာသိနေတာလားကိုတော်ရဲ့နေရဒေတာတိုင်းမှာအဆောင်အရှောက်တွေမြင်ရမမြင်ရတာတွေကများသားနောက်တော့လဲရိုးသွားမှာပါမေတ္တာဖို့အမျှဝေတာကိုလိုချင်ကြတာပါဟုပြောကပြန်သွားတယ်ယတိစကားကြောင့်ဥပစင်းစိတ်ထဲဒီယတိကအကုန်လုံးကိုသိနေတယ်လို့သတိထားမိလိုက်ကနည်းနည်းတော့ထူးဆန်းလာမိတယ်ဥပစင်းအတွက်တော့နေရတာတိတ်အံဝင်ခွင့်ကြမဖြစ်သေးပေမဲ့အစိုးဆုံးကတော့တောင်ကျင်းနာကရွာတွေကိုဆုံးခံရတဲ့အချိန်မှာပဲဥပစင်းလိုမြေပြင်ဒေတာမှာမွေးပြီးရန်ကုန်မှာကြီးပြင်းလာသူတို့ကတနေရာမ တနေရန်ကိုကားစီးသွားကြတာများတဲ့အတွက် တောင်တက်တောင်ဆင်းစွန့်ခံကြွရတာအမောမခံနိုင်ပေမဲ့အလွန်ပင်ပန်းလာတယ်လို့ထင်ရတယ်စွန့်ခံကြွပြီးတဲ့နောက်တောင်ပေါ်ကိုပြန်တက်လျင်မောရွေနားရသေးတယ်အဆောင်ပြန်ရောက်တိုင်းဒူးတွေနားလာသဖြင့်ဆေးလိမ့်နေရတယ်ဦးစဉ်စွန့်ခံကြွပြီးအပြန်နားသည့်နေရာတွင်ရသေသည့်အနားကဖြတ်သွားရင်အဘေးစကားပြောသွားတယ်ဘလို့လဲကိုတော့မောနေပြီလားအကျင့်မရသေးလို့ပါနောက်တော့အဆင်ပြေသွားမှာပါအာမလျှော့နဲ့ရသေကတောင်ပေါ်သို့လွှားခနဲ့လွှားခနဲ့တက်သွားသည်မှာအလွန်မြန်လာပေသည်ကြည်ရင်ကြည် းနဲ့မျက်စိရှိမှတင်ပျောက်သွားတယ်။ရသေးကြီးအားကြည့်ရသည်မှာမြေကြီးနှင့်ခြေတော့ထိသည်ဟုပင်မထင်အလွန်ပေါ်ပါသွက်လက်နေသည်ကိုအမခန့်တွေးလိုက်ရတယ်။ဥပစင်ရသေးကြီးနဲ့ခင်မင်လာတဲ့အခါရသေးအားအတော်စိတ်ဝင်စားသွားတယ်။ရသေးတွင်ထူးခြားမှုများစွာရှိနေသည်ကိုတွေ့ရတယ်။ရသေးကြီးကဘာလို့ဖုံးကြီးမှုပဲရသေးပဲဝေ့ရတာလဲ။တပည့်တော်ကကောင်းကင်မှာပြန်နိုင်တဲ့ဇန်ရတဲ့ဝိဇ္ဇာဖြစ်ချင်တာလေ။ဖုံးကြီးဝေ့ရင်ငရဲတွေပါတွေဖြစ်နေအောင်မှာဆိုတော့ရသေးဝတ်တယ်ဆိုတော့ဖုံးကြီးတဲ့ဆိုင်ရင်ဝင်းကြီးထိန်ရတာနဲတယ်လေ။တပည့်တော်ကလူဘဝကတထေးတယောက်ပေါ့အိမ်နေကားတွေရှိပါ တယ်။ Rava Channel လည်းဤကအများကြီးပိုင်တာပေါ့။အဲ့ဒါတွေအကုန်စွန်းပြီးရသေးလာဝင်နေတာ၊စူးစမ်းအားထုတ်နေတာပေါ့။ရသေးစကားကြောင့်ဥပစင်းစိတ်ထဲဒီရသေးတော့မသိတဲ့အကြောင်းကိုအချောက်တိုက်လာကြွားနေပြန်ပြီလို့တွေးလိုက်မိတယ်။အဲ့ဒီအခါရသေးကဥပစင်းမျက်နှာအားအသေးချာကြည့်ပြောလိုက်တယ်။ကြွားနေတာမဟုတ်ပါဘူးကိုတော့မယုံရင်တပည့်တော်အကြောင်းစုံစမ်းကြည့်နိုင်တယ်။ဒီနားမျိုးတွေမှာရသေးကိုအတော်များများသိကြပါတယ်။ရသေးကဥပစင်းစိတ်ထဲမှာဖြစ်ပေါ်နေတဲ့မနောကိုသိနေသည့်အတွက်နည်းနည်းတော့ဖြုံသွားတယ်။ ဒီရက်တိကတာမန်ရက်တိတော့မဖြစ်နိုင်ဘူးအစွမ်းရှိမယ်လို့ထင်ကစကားကိုစင်ကျင်၍ပြောရန်တတိထားလိုက်တယ်တရက်တော့ရက်တိကြီးကဥစဉ်ခန်းကိုရောက်လာပြီးဥစဉ်လည်းရေချိုးရန်ပြင်လေတယ်ရက်တိအားခဏဆောင်ခိုင်းလိုက်ပြီးရေချိုးခန်းထဲကိုဝင်သွားတယ်ရေချိုးခန်းမျက်နှာချက်တွင်အလွန်ကြီးသောတောက်တက်ကြီးနှစ်ကောင်ကိုမြင်၍ လန့်၍ခါတိုင်းမတွေ့ပြီအခုမှဘလို့များရောက်လာတာလည်းမသိဘူးတောက်တဲ့နှကောင်ကိုကြီးလိုက်သည့်အခါတောက်တဲ့မျက်လုံးတွေကအယောင်တလဲလက်ထွက်နေတယ်လို့လူထင်ကတဖြည်းဖြည်းကြီးလာတယ်လို့မြင်ရတယ်ရေချိုးကန်အပေါ်ဘက်မှန်တကားတွေပိတ်ထားတယ်ဘယ်လိုရောက်လာလဲမသိဘူးကိုစဉ်းစားရင်ရေချိုးကန်ထဲမှပြန်ထွက်လာကရသေးအပြောလိုက်တယ်ရသေးကြီးရေဥပစင်းအခန်းထဲမှာအပေါက်မရှိပဲရေချိုးကန်နဲ့တောက်တဲ့ကြီးနှကောင်ရောက်နေတယ်ထုတ်ပေးပါဦးကိုတော်ကလည်းတောက်တဲ့ကသူ့ဘာသာသူနေတာဘာဖြစ်လို့လဲဟာမဟုတ်ဘူးရသေးတောက်တဲ့ကတာမန်မဟုတ်ဘူးလို့ဥစင်းထင်တယ်ကောင်းပြီကိုတော် စိတ်ရှင်းသောအောင်ထုတ်ကြည့်တာပေါ့ရတဲ့ကထိုတို့ပြောကရေချိုးကန်အပဝတ်ကရက်ကသွားဆိုသည့်ပုံစံဖြင့်လက်ဟန်ပြလိုက်တယ်ကဲမရှိတော့ဘူးလေဥပစင်းလည်းမယုံ၍နောက်နေသည့်ခင်ကရေချိုးကန်နဲ့ကြည့်လိုက်တော့ဘာမှမရှိအားလုံးရှင်းလင်းနေတယ်အဲဒီကရတဲ့ကြီးကထဲ့ပြီးပြောလိုက်တယ်ကဲကိုတော့ဘာမှမရှိတော့ဘူးရှိစေခြင်းရင်လည်းပြန်ခေါ်လို့ရတယ်နော်နေပါစေရတဲ့အဆန်းလည်းသိပါပြီဒီလိုနဲ့ရတဲ့ကဘာရီကျင့်ကြံအားထုတ်လည်းမသိရပါပဲထူးခြားချက်တွေကများနေတာတော့အမှန်ပဲဥပစင်းကလူဘဝကဖုန်ကြီးဘဝကိုပြောင်းတာစိတ်ချမ်းသာမယ်ထင်ထားပေမဲ့တကယ်တမ်းကျတော့ဖုန်ကြီးဘဝကမလဲလှ သည်ကိုတဖြည်းဖြည်းနဲ့သိလာတယ်လူထွက်မီစိတ်ကူးမိ၍ရသည်ကတော့ဥပစင်အားလူမထက်ရန်အမျိုးမျိုးတားပေမဲ့နောက်တော့ထိုးတောင်းမှလူထွက်ခါအမေစီတို့အပြီးပြန်လာခဲ့တယ်ကိုကျော်ထင်ပါတယ်ဘုံကြီးဝတ်စဉ်ခနဆုံးကိစ္စအဝဝနှင့်အားလုံးအစဉ်ပြေခြင်းသည်ငယ်စဉ်ကတည်းကအမေအပေါ်တိတက်လိမ်မာခဲ့သောကျေးဇူးကြောင့်ဟုထင်မိပါတယ်ခနတာဆုံတွေ့ခဲ့ရသောဖြစ်ရစံရသည်အားအမြဲတရိယာနေမှာတော့အမှန်ပါပဲတချို့အကြောင်းအရာလေးများကကာယကံရှင်များတက်ရှိထင်ရှားရှိနေ၍ရေးသားရမသိတော့သည်ဖြစ်ဒလောက်နှင့်ဘဝတုတအဖြစ် တင်ပြလိုက်ရပါတယ်။ဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်။ယခုလိုစိတ်ဝင်စားဖို့အကြောင်းအရာလေးများကိုထမံဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကိုစောင့်မျှော်နှာဆင်ပေးဖို့မမေ့လိုက်ပါနဲ့နော်။အားလုံးပဲ Good night ပါရှင်။